အလုံးမမင်္ဂလာပါညမြ education မှာညနေပင်ချမဲ့တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်းဆက်၄ရဲ့ lesson 24ပဲဖြစ်ပါတယ်ဆရာတို့ပုတ်စာနံပါတ်5ရဲ့နံပါတ်စာလုံးကိုဆက်လက်လေ့လာလိုက်ရအောင်ပါ နမတ်စာလုံးမှာဆိုရင်31.4 plus 22.3လို့ပေးထားပါတယ်။ကိန်းရောကိုအပိုင်းငင်းပြောင်းမယ်ဆိုရင်30.4ပါ။ကိန်းရောကိုအပိုင်းငင်းပြောင်းလို့ရရှိလာတော့တန်ဖိုးသည်8.3ပါ။အပိုင်းငင်းတွေကိုပေါင်းသည်ဖြစ်စေနှုတ်သည်ဖြစ်စေပိုင်းချီတူမှပေါင်းလို့နှုတ်လို့ရတာပဲဖြစ်ပါတယ်။ပုံပိုင်းချီကိုဆရာတို့ထွဲထားပါမယ်။ပိုင်းချီကိုထွေးနေမြောက်ရင်ပိုင်းဝေကိုလည်းထွေးနေမြောက်ပါတယ်။ပိုင်းချီကို4နေမြောက်ရင်ပိုင်းဝေကိုလည်း4နေမြောက်ပါတယ်။ရရှိလာတော့တန်ဖိုးသည်39.12 plus 32.12ပဲဖြစ်ပါတယ်။ ပိုင်းခြေတူသည့်အတွက်ပေါင်းလို့ရပါပြီရရှိလာသောတန်ဖိုးသည်71မိုင်ထွဲပဲဖြစ်ပါတယ်ကိန်းရောပြောင်းလို့ရရှိလာသောအဖြေကိုပြောပါဆိုရင်511မိုင်ထွဲပဲဖြစ်ပါတယ်ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဗျာ